အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါတယ်အခုပြောချင်တဲ့အကြောင်းအရာကတော့ညနေရတင်ထားတဲ့အဲဗီဒီယိုနဲ့ဆက်ဆက်ပြီးတော့ပြောချင်တာပေါ့နော်အဲမင်းသားကင်ဆူဟွန်းပေါ့နော်သူက time fan meeting မစခင်ညမှာချက်တောင်ရိုက်ခြင်းနဲ့ဆိုပြီးတော့ fan meeting လုပ်မယ်ဟောကိုချက်ချင်းချက်တောင်ဝင်ကိုလောက်ခိုင်းခဲ့တဲ့အကြောင်းကိုပြောပြထားရဲပေါ့နော်ဒီ time fan meeting မှာလောက်လောက်တဲ့ဝန်ထမ်းတယောက်ရဲ့ပြောပြချက်လေးကိုပြောပြချင်ပါတယ်ဆိုတော့ဒီကင်ဆူဟွန်းပေါ့နော်အဲ ท้ายมาแฟมิลี่เลิกเคบอนทาวสลีมาสรุปเลิกเคแฟมิลี่งาเอเชียโดเฟส ထိုင်လန်ပေါ့နော်အဲ့ဒါဟာပေါ့နော်အဲ့တုန်းကဖက်မီတင်အတွက်ခုံတွေအားလုံးကိုစီပြီးသားတဲ့အဲ့ဒီဟာကိုညလေလာရောက်တဲ့အချိန်မှာဒီမင်းသားကနေပြီးတော့ချက်တောင်ရိုက်ချင်းလို့ခုံတွေကိုပြန်ဖယ်ခိုင်းပြီးတော့ဒီပေါ့နော်ချက်ချင်းချက်တောင်ကွဲလို့မျိုးမြင်းနေဆွဲတိုင်နေဆိုင်နေလုပ်ပြီးခဲ့ရပါတယ်တဲ့အဲသူလည်းကစားလို့ပြီးလဲပြီးရောပေါ့နော်ဒီဖက်မီတင်အတွက်နေရာအထိချက်ချင်းရှာဖို့အတွက်ပြန်ပြောတယ်ပြောလိုက်တဲ့အချိန်မှာဘလို့မှနေရာအထိရှာဖို့အဆင်မပြေတဲ့အတွက်ကြောင့်မလို့သူချက်တောင်ကွဲလောက်ထားတဲ့မြင်းနေကိုမတိတာအောင်ပြင်ဆင်ပြီးတော့အဆအဆုံးခုံတွေပြန်ဆင် င်ခဲ့ရတယ်ပေါ့နော်ပြန်ပြီးတော့ပြင်ဆင်ခဲ့ရတယ်ခုံတွေကိုပြန်စီခဲ့ရတယ်အစာအနေအစုံပေါ့နော် ဲ့လိုမျိုးစီရရတယ်လို့2014 Thai Family တင်မှာဒီသူနဲ့အတူတူအလုပ်တွဲလုပ်ပူတဲ့သူတို့ကဖွင့်ဟပြောထားတာပဲဖြစ်ပါတယ်။ဆိုတော့ Kim Soo Hyun ကဒီပေါ့နော်ဒါနဲ့တော့မပြီးသေးပဲနဲ့ဒီ Family အပြီးညမှာလည်းထပ်ပြီးတော့စက်တောင်ရိုက်ချင်သေးရယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒီနေရာကိုထပ်ငါပေးဆိုပြီးတော့ဒီမင်းသားကပြောလာရဲ့တဲ့ပြောလာတဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့တောင်းငါပေးခဲ့ပေမဲ့ဒီနေရာက private နေရာမို့လို့ငါလို့မရတော့ဘူးပေါ့နော်။တခြားနေရာမှာပဲသူစက်တောင်ရိုက်ဖို့အတွက်ပြင်ဆင်ပေးရတယ်ပေါ့နော်။ ဆိုတော့ဒီချက်တောင်ကွင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရတော့ကညဘက်မှာတော့အိမ်မပြောခဲ့ဘူးလို့ဒီ family team မှာအလုပ်လုပ်ခဲ့တဲ့အဲလူကပေါ့နော်ဖွင့်ထားတဲ့ဖွင့်ရပြောထားတဲ့လူကနေပြီးတော့ပြောထားပါတယ်သူ့အနေနဲ့ဒီလိုမျိုးဖြစ်ခဲ့တဲ့အပေါ်မှာလည်းအရန်အန်အော်မီရေပေါ့နော်သူ့ရဲ့အကြောင်းတွေသူ့ရဲ့စိတ်ရင်းအမှန်တွေကိုလူတွေပဲတော့များမှသိလာမလဲဆိုပြီးတော့စောင့်ကြည့်နေကြတာအခုဆိုလို့ရှိရင်၁၇နှစ်ကြာမှာတော့သူ့အကြောင်းတွေကိုလူတွေသိလာကြပြီမလို့၁၇နှစ်စောင့်ကြည့်ရကြုံတတ်ပါတယ်လို့ဒီအတူတူလုပ်ခဲ့ပြီးတော့ဒီအခုဖွင့်ထားဝင်ခံထားတဲ့ပေါ့နော်လူက ပြောပါတယ်ဆိုတော့အာဖန်နေကြတဲ့မှာလည်းပြောနေကြတာရှိရပေါ့နော်ဒီကိုရီးယားရုပ်ရှင်တွေကိုဇွဲလန်းနဲ့တက်တဲ့လူတွေကြတဲ့မှာလည်းပြောနေကြတာရှိရအခုကဒီမင်းသားကိုပေါ့နော်မင်းသားကောင်းဆောင်ထားတဲ့ဘလူးကောင်းနဲ့ဒူလို့ပြောတာမျိုးလည်းရှိရဒါပြောရလို့ရှိရင်အခုနောက်ပိုင်းအရင်ဝေဖန်တိုက်ခိုက်မှုတွေနဲ့မြင့်တက်နေတဲ့မင်းသားတက်လက်လေးဖြစ်တယ်ပေါ့နော်ပြီးတော့သူနဲ့အခုအလုပ်တွဲလုပ်တဲ့အဲ product တချို့ကလည်းသူ့ကို တွဲမလုပ်တော့ဘူးဆိုပြီးတော့ဗောနော cancel လိုက်တဲ့ဟာတွေအများကြီးရှိပါတယ်ဆိုတော့အဲတချို့ fan တွေကတော့သူ့ဘက်ကနေပြီးတော့ကာစီးပြီးတော့ပြောပြနေကြတာမျိုးလည်းရှိရဲအဲတချို့လူတွေကဗောနော်လူတော်တော်များများကတော့ဒီမင်းသမီးကိုအာဗောနော်မင်းသမီးတို့တော်တော်လေးအခုပေါ့နော်အကရေရိုက်တဲ့အကြောင်းလေးပတ်သက်ပြီးတော့အကုန်လုံးကတော့သူ့ဝေဖန်မှုတွေနဲ့မြင့်တက်ပြီးတော့ social media တွေမှာဒီ SNS တွေမှာဆိုလို့ရှိရင်လည်းတော်တော်လေးမှဝေဖန်ခံရတယ်မင်းသား တရားဖြစ်တယ်ပေါ့နော်ဆိုတော့အခုကတော့ဒီမင်းသားရဲ့အကြောင်းကိုဖွင့်ရဝင်ခံထားတဲ့အကြောင်းလေးကိုလာပြီးတော့ share လုပ်ပြရမယ်ဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ရှင်